ဆိုတော့ဒီနေ့မှာတော့မြန်မာနိုင်ငံသားတွေအတွက်သတင်းကောင်းတစ်ခုကျွန်တော်ယူလာတယ်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ကျွန်တော်တို့ဝေပေးချေတယ်ပေးတယ်ပေးတယ်ဥမာအားဖြင့် KPA ရပေးဝေပေးဟိုဟာပေးဒီဟာပေးပေါ့စားရှိရပေးတယ်အများကြီးပဲကျွန်တော်ပေးတစ်ခုနဲ့ပေးတစ်ခုနဲ့မတူတာဖြစ်တဲ့အတွက်တစ်ခုကိုတစ်ခုလွှဲလို့မရအောင်ဒါပေမဲ့ဒီနေ့မှာပေးတစ်ခုကနေပြီးတော့မတူညီတဲ့နောက်ထပ်ပေးတစ်ခုကိုလွှဲလို့ရမယ့်အရာတစ်ခု ရှိနေပြီပေါ့နော်ဆိုတော့ဒီဟာလေးကိုကျွန်တော်ဒီနေ့ပြပြပြသွားပါမယ်ဆိုတော့ဘန်ကင်းမတူလို့ရှိရင်တော့မှတစ်ခုနဲ့တစ်ခုငွေပေးချေလို့ရတယ် MMQ ကမြန်မာပေးကြောင်းကိုဒီနေ့ပြပြပြသွားပါမယ် MMQ ာမြန်မာပေးဆိုတာမြန်မာနိုင်ငံအတွင်း QR code များကိုအခြေခံထားတဲ့ကျွန်တော်တို့ငွေပေးချေမှုစနစ်တခုလေ ဖြစ်တယ် MMQR မြန်မာ QR ရဲ့အတူကောက်ဖြစ်ပြီးတော့ဘဏ်မျိုးစုံမိုဘိုင်းဘန်ကင်းအကောင့်များစွာကိုပဲတနေရာတည်းနေပြီးတော့တနေရာကိုမြန်မြန်ဆန်ဆန်ငွေလွှဲနိုင်တဲ့ငွေလဲစနစ်တခုလည်းဖြစ်တယ် KP WP ARP CBP MPU ပညာတာကလိုမျိုးယနေ့မှာဘဏ်နဲ့မိုဘိုင်း wallet တွေတော်တော်များများရှိလာတဲ့အတွက်အကြောင်းဝယ်တွေမှာဆိုလို့ရှိရင်လည်း ဘယ် application ကိုအသုံးပြုပြီးတော့ကျွန်တော်ငွေပေးချေရမလဲဆိုတာတွေကလည်းနည်းနည်းအများခက်ခဲလာခဲ့ကြတယ်။ MMQR မြန်မာပေးရတော့ကျွန်တော်ဒီပြဿနာကိုဖြေရှင်းနိုင်မဲ့အကြီးမားဆုံးနဲ့အကျန်းဆုံးနီလန်တစ်ခုဆိုလို့ရှိရင်လုံးဝမမှောင်အကြောင်းရင်းရတော့ဗျာဘယ် wallet ဖြစ်စေဥပမာ KP ရနေပြီးတော့ wipe ကိုသွားကျင်တာလား wipe ရနေပြီးတော့မှကျွန်တော် CBP ကိုလွှဲကျင်တာလားဘယ်ကနေပဲဘယ်ကိုလွယ်လွယ် MMQ อ่ะတခုတည်းကိုပဲအသုံးပြုပြီးတော့လွှဲလို့ရပါပြီ။ဥမာတခုပြောပြမယ်ဗျာ။အဲကျွန်တော်ရဲ့မိတ်ဆွေကအဲ coffee ဆိုင်တစ်ဆိုင်ဆိုင်မှာ coffee တောက်ပြီးတော့ငွေရှင်းမဲ့ပဲထားလိုက်။သို့တော်လည်းကျွန်တော်တို့ cash money မပါတဲ့အတွက်ကျွန်တော်တို့ pay တခုခုနဲ့ရှင်းမယ်။ဆိုလိုရင်းကမိတ်ဆွေက keep pay နဲ့ရှင်းမဲ့ပဲထား။တို့တော့လေမိတ်ဆွေစားတောက်လိုက်တဲ့ဆိုင်ကကျွန်တော် ARP သို့မဟုတ် WIP ပဲလက်ခံနေဆိုလို့ရှိရင်ဒါအဲ့ဒါ ဒါအဲ့ဒါပြဿနာပေါ့နော်ဒါပေမဲ့ဒီ MMQR ပေးနေဆိုလို့ရှင်ဒီပြဿနာလုံးဝမရှိတော့ဘူးဘာဖြစ်လို့လဲဆိုတော့ QR MMQR ပေးရဲ့ QR တခုပဲရှိလို့ရှင်မိတ်ဆွေကဘယ် application ကနေဘယ် software ကနေပြီးတော့ဘယ် bank ကနေပြီးတော့ပဲငွေလွှဲခြင်းငွေလွှဲခြင်း diet scan လုပ်ပြီးတော့ငွေလွှဲလို့ရပါပြီဘဏ်ကွန်ချမ်းမှုမရှိတော့တဲ့အပြင်ကငွေလွှဲမှုကလည်းအရေးမြတ်ဆန်ပါတယ် ဆိုတော့ကျွန်တော် MMQRP ရဲ့အရေးကြီးဆုံးအချက်တွေကတော့ဗန်မျိုးစုံစီငွေလွှဲနိုင်တယ် transaction အချိန်တူတူလေးပဲအယောင်းဝယ်အတွက်ကလည်းကျွန်တော်ငွေပေးချေဖို့လွယ်ကူတယ်ဆိုတော့ဒီစရစရအားတာချက်တွေကလည်းရှိနေပါတယ် ျောင်းမြန်မာနိုင်ငံရဲ့ e-payment စနစ် တိုးတက်ရေးအတွက် MMQR မြန်မာပေးရတော့အလွန်အရေးပါတဲ့ကဏ္ဍကနေဦးဆောင်နေတဲ့ကဏ္ဍတစ်ခုကနေလည်းပါဝင်ပါတယ်။ဆိုတော့သုံးစွဲသူတွေဆန်ရှင်တွေနီးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်အစွမ်းထက်ဆုံးနီးလန်းတစ်ခုဆိုလို့ရှိရင်လည်းဒါမမှားပါဘူး။ဒါကြောင့်မို့လို့စောင့်နေပါနဲ့မိတ်ဆွေအနေနဲ့ MMQR မိတ်ဆွေဆိုင်မှာတက်ဆင်လိုက်ပါ။ ဒါဒီဗီဒီယိုကကျွန်တော်ကြညာတဲ့ဗီဒီယိုမဟုတ်ပါဘူးကျွန်တော်တို့လည်းကုစားအသုံးပြုလို့ရအောင်လို့ကျွန်တော် knowledge sharing လေးလုပ်ပေးတာပဲဖြစ်ပါတယ် MMQR မြန်မာပေးချောင်းသိပြီးသွားပြီဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကို like comment လေးပေးခဲ့ဖို့မမေ့ပါနဲ့ခင်ဗျာနောက်ထပ်ဗီဒီယိုလေးမှပြန်တွေ့ကြပါအားလုံး peace